ုကြီးကိုယ်တိုင်ပြောမယ်ဆိုလို့ရှိရင်ငယ်ငယ်တုန်းကလူရဝင်ရင်တော့တက်ကြီးချင်အခုကြီးချင်တော့ကြီးလာတဲ့ကပြန်ငယ်ချင်နေပြန်ဓမ္မနာပြောတာနော်ငယ်တော့လူကြီးလို့ချင်တော့လူကြီးလို့ချင်တော့အသက်ကြီးချင်ကြီးချင်နေကွာကိုဘာလို့လို့ဆိုလူကြီးဆိုတာသူ့ကိုပြောမဲ့ဆိုမဲ့မမ်းမဲ့ငေါ့မဲ့လူမရှိဘူးကွာကလေးဆိုရင်အမှန်ခံရတယ်ငေါ့ခံရတယ်ဟိုဟာခိုင်းတာခိုင်းအဲ့ဒါမကြိုက်ဘူး မကြိုက်တော့ကိုကလည်းသူတို့လိုပဲခါထောက်ပြီးခိုင်းနေတော့လူကြီးဖြစ်ချင်တယ်အဲ့တော့အခုကြီးလာတော့ပြန်ငယ်ချင်ပြန်လည်းမရတော့အဲ့တော့ငယ်တော့လည်းကြီးချင်လို့မရဘူးကြီးတော့လည်းပြန်ငယ်ချင်လို့မရဘူးရလားမရအဲ့ဒါကိုပြောအပိခါဝါကောင်းတာတွေမျောလင်းလို့လည်းမရဘူးတဲ့ဥပါဒါယသပရိတ္တတိတဲ့အဲ့ဒီမှာငါငါဟာဆိုရင်ဆွလမ်းမှုတွေကြောင့် ပရိတ္တတိပြန်ပြီးတော့တောင်းတမှုတွေဖြစ်လာတယ်ပူပါမှုတွေတောင်းတမှုတွေဖြစ်လာတယ်တန်တမှုတွေဖြစ်လာတယ်ငတ်မွမှုတွေဖြစ်လာတယ်အဲ့တော့စိတ်ခံစားမှုကြီးကပဲကောင်းတော့မှာတော့ဗောနော်အဲ့လိုဖြစ်တာကိုပြောတယ်အဲ့တော့မြတ်စွာဘုရားခေါ်လို့ရင်ကိုဒီဒီစကလုံးနှလုံးနဲ့ဒါအနှစ်ချုပ်ပြီးတော့ပြောပြတာပါအဲ့တော့ကုလုံးအမှာပါတော့ဆိုလို့ရှင်မြတ်စွာဘုရားနောက်ကဖြေဟောတာ အနုပါဒအပရိတ္တနာဆွဲလမ်းမှုဖြောက်တော့ဆွဲလမ်းမှုမရှိမှခုနဒီအဖြစ်ပြက်တွေပြောင်းမှာတဲ့အဲ့တော့ဆွဲလမ်းမှုကိုဖြောက်ဆိုဗာနဲ့ဖြောက်အောင်ပါတော့ရှုပ်ကို ရုပ်လိုပဲမှတ်တာနာငုံနံလိုပဲမှတ်တာငါလိုမမှတ်နဲ့ငါလိုမထင်နဲ့ကြိုးစားပြီးတော့ဝိပဿနာဉာဏ်မြင်အောင်ကြိုးစားအဲ့ဒါလို့ထားလို့ရှိရင်အခုပြောတဲ့ပြဿနာတွေမရှိတော့เนาะ ိုးလိုက်လဲငါအိုးတာမဟုတ်ဘူးယုတ်တရားအိုးတာနန္တရားအိုးတာပြက်သွားရင်လည်းငါပြက်တာမဟုတ်ဘူးယုတ်တရားနန္တရားပြက်တာငါဟာပြက်တာလည်းမဟုတ်ဘူးငါနဲ့ချုပ်တရားနန္တရားတွေနဲ့ခွဲထားလိုက်တယ်ခွဲထားလိုက်ရင်တောကအသက်သာသွားပြီအဲ့လိုမှမဟုတ်ရင်ငါမှဖြစ်ရလေချင်းငါမှဖြစ်ရသလားသူများတွေကြတော့ပြောရွှင်တယ်ငါ့ကြမှာဖြစ်ရသလားမဟုတ်သူသူပဲအလုံးဟာเนาะအလုံးဟာဖြစ်ကြမှာရှိပဲ အဲ့လိုမမှန်ကန်ကန်နှလုံးသွင်းနိုင်ဖို့ရသော်ပြားဒီတုတ်တန်ကိုခေါ်တာဖြစ်ပါတယ်။ဒါကြောင့်တရားချက်ခင်သူရစဉ်ပြိဿအပေါင်းတို့ဒီနှစ်ခုဟာရသော်ပြားကဒီတဏ္ဍာရဖြစ်ရခြင်းဟာဒီဆွလန်းမှုကြောင့်ဖြစ်တယ်။ဒိဋ္ဌိနဲ့တဏှာမာယွင်းနဲ့အမြင်နဲ့ဆွလန်းခြင်းငါဟာလို့သိမ့်ပိုက်လို့တဲ့တဏှာနဲ့ဆွလန်းခြင်းအဲ့ဒီဆွလန်းမှုနှစ်ခုသည်တဏ္ဍာမှုကိုဖြစ်ပေါ်စေတယ်။ အဲ့ဒီဆွဲလန်းမှုမရှိဘူးဆိုလို့ရှိရင်တဏ္ဍမှုဖြစ်စီအဲ့ဒီဒီအကြောင်းနဲ့အကျိုးကိုမြတ်စွာဘုရားဟောတာဘာရှုလို့မဟောဘူးဘာရှုလို့မဟောဘူးဆိုတာကောက်ချက်ချခြင်းချိုးဝေဒနာသင်္ညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးကိုငါလို့မမြင်နဲ့ငါဟလို့လည်းမမြင်နဲ့နော်ချိုးဝေဒနာယုတ်ဝေဒနာလို့ပဲမြင်ဆို ဒါဝိပဿနာအမြင်ဖြစ်အောင်ကြိုးစားအမှန်မြင်ဖို့ကြိုးစားဆိုတဲ့သမ္မာဒိဋ္ဌိဝိပဿနာသမ္မာဒိဋ္ဌိအမြင်ရဖို့မြတ်စွာဘုရားဟောကြားတာဖြစ်တယ်။မှန်မြင်ဖို့ဟောတာပဲဖြစ်တယ်။